တတိယကြိမ်မြောက်ကိုပါအီတလီယာဖလားကိုနှစ်ပေါင်း90ကြာမှပြန်လည်ရရှိခဲ့တဲ့ဘိုလောနာ 2025ခုနှစ်ရဲ့ကိုပါအီတလီယာဖိုင်နယ်ပွဲစဉ်ဟာပထမတက်ရလက်တွေနဲ့တူပြီးဆုံးသွားခဲ့ပါပြီ။ချန်ပီယံဖြစ်ဖို့ရပန်းစားခဲ့တဲ့ AC Milan အသင်းကိုအားအသင့်ပွဲအနိုင်ရရှိခဲ့တဲ့ဘော်လုံးနာအသင်းဟာနှစ်ပေါင်း90ကျော်ကြာစောင့်ဆိုင်းခဲ့ရတဲ့ကိုပါအီတလီယာဖလားကိုတတိယကြိမ်မြောက်ဆုတ်ခူးနိုင်ခဲ့ပါတယ်။ဒါဟာဘော်လုံးနာအသင်းအတွက်1990နဲ့1994ခုနှစ်နောက်ပိုင်းတွေမှာပထမဆုံးကိုပါအီတလီယာဖလားချန်ပီယံဆုလည်းဖြစ်ပါတယ်။ဒီဝက်မတိုင်ခင်မှာတော့အားလုံးရဲ့အမြင်က AC Milan အသင်းဘက်ကိုပိုရောက်ခဲ့ကြတာအမှန်ပါပဲ။ AC Milan အသင်းဟာအီတလီမှာရောဥရောပမှာပါအောင်မြင်မှုများစွာကိုရရှိထားတဲ့အသင်းကြီးတစ်သင်းဖြစ်တာကြောင့်ဒီပွဲမှာသူတို့နိုင်ရမယ်လို့ပြည်သက်အများကြီးကထင်ကြီးပေးခဲ့ကြပါတယ်။2003ခုနှစ်မှာနောက်ဆုံးကိုပါအီတလီယာ ဖလားကိုရရှိထားခဲ့တဲ့ AC Milan အသင်းဟာဒီနှစ်မှာလည်းချောက်ချိန်မြောက်ချန်ပီယံဆုကိုရရှိဖို့အချိန်နေကောင်းနေပါတယ်။ဒါပေမဲ့ဘောလုံးဆိုတာမကန်မနိုင်တဲ့အရာတွေနဲ့ပြင်းနေနေတယ်ဆိုတာဒီပွဲကတက်တည်ပြသွားခဲ့ပါတယ်။ဘောလုံးအသင်းဟာဘလူးဝဲတစ်လျှောက်လုံးဂိုးသွင်းခွင့်တွေကိုပုံမဖန်တီးနိုင်ခဲ့ပြီးတိကျသေးကြတဲ့ကန်ကြဲတွေနဲ့တူအနိုင်ရရှိသွားခဲ့တာပါ။ဒီရစီစီးတီးရဲ့မှတ်ပေးစရာမှာလည်းရမတ်နမတ်တာကွာခြားပြီးအဆင့်ခွန်နဲ့အဆင့်ရှင်မှာယက်တည်နေတဲ့အသင်းနဲ့တင်းရဲ့ပွဲဖြစ်ကြကြောင်းချွေးချမ်းပိုင်းရာတိတ်ကွာခြားမှုမရှိဘဲပြန်လည်တိုက်စစ်ဆင်ကစားခဲ့ကြပါတယ်။ပွဲချိန်35မိနစ်မှာဘောလုံးရဲ့တောင်းမကစားသမားအန်တိုရီက AC Milan ရဲ့ဂိုးသမားကိုလှလပပကန်သွင်းပြီးအဖွင့်ကိုကိုရယူခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ AC Milan အသင်းကပူလီစစ်ရဲ့ ဂျိုဘေးရာဖယ်လီယိုတို့လိုတိုက်စစ်မိုးတွေကိုထုတ်သုံးပြီးခြေပါကိုရဖို့ကြိုးစားခဲ့ပေမယ့်ဘောလုံးနိုင်ရဲ့ခန်းစည်ကစားပုံကအင်မတန်ခိုင်မာခဲ့တာကြောင့်တလုံးနဲ့တော့ဂိုးနဲ့ပဲ AC Milan တင်းဟာရှုံးနေခဲ့ရပါတယ်။ဒီကြတိမှာ AC Milan တင်းကိုအီတလီစူပါဖလာချန်ပီယံဖြစ်အောင်ဆွမ်းဆောင်ပေးခဲ့တယ်။ဒီပြကွန်စီဆာအိုအတွက်ကတော့ဒီရှုံးပွဲရာစိတ်ပျက်စရာဖြစ်ခဲ့မှာအမှန်ပါပဲ။သူကဒီနှစ်မှာပြည်တွင်းပလာနှလုံးကိုချန်ပီယံဖြစ်ရယူပြီးအောင်ပွဲကံပေါ်အခွင့်အရေးနဲ့လွဲချော်ခဲ့ရပါတယ်။တစ်ဖက်မှာတော့ကိုပါအီတလီယာချန်ပီယံဆုကိုရယူနိုင်ခဲ့တဲ့ဘောလုံးနာအတင်းတွေဒါဟာအိမ်မက်တစ်ခုအမှန်တကယ်ဖြစ်လာခဲ့တာပါ။သူတို့ကယာတီကောင်းမှာ CDA ရဲ့ထိတ်ဆုံး၆တင်းစီးရင်းနဲ့မှာမဝင်နိုင်ခဲ့ရင်တောင်ကိုပါအီတလီယာချန်ပီယံဖြစ်ခဲ့တာကြောင့် ယူရိုပါလိဝင်ခွင့်တနည်းရာကိုတည်ကြသွားခဲ့ပြီဖြစ်ပါတယ်။အေစီမီလန်တိကတော့သူတို့ရဲ့ဥရောပဝင်ခွင့်အတွက်စီးရီးရဲ့လက်ဂျန်နှစ်ပွဲမှာဆက်လက်ပြီးရုန်းကန်သွားရမှာပဲဖြစ်ပါတယ်။ဘိုလိုနာနီးပြအတွက်ကတော့ဒါဟာသူ့ရဲ့နီးပြပွဲမှာရေးပါတဲ့အောင်မြင်မှုတစ်ခုဖြစ်ပြီးအတင်းကိုဥရောပအဆင့်မှာပြန်လည်မြင်တွေ့ရဖို့လမ်းဖွင့်ပေးလိုက်နိုင်ပါတယ်။ဘိုလိုနာအတင်းရဲ့ယူရိုပါလိဝင်ခွင့်ရရှိမှုဟာသူတို့ရဲ့အနာဂတ်အတွက်ရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်ပြီးအတင်းရဲ့တိုးတက်မှုကိုပြသနေပါတယ်။အေစီမီလန်အတင်းအနေနဲ့ကတော့စီးရီးရဲ့မှာဥရောပဝင်ခွင့်ရဖို့လက်ဂျန်ပွဲတွေမှာအကောင်းဆုံးခြေစွမ်းပြသဖို့လိုအပ်မှာဖြစ်ပြီးဒါဟာသူတို့အတွက်စိန်ခေါ်မှုအသစ်တစ်ခုလည်းဖြစ်ပါတယ်။ ဘောလုံးနာတင်ရဲ့ဒီအောင်မြင်မှုဟာသူ့ရဲ့တမိုင်းမှာအမှတ်ရစရာနေ့ရက်တရက်ဖြစ်တယ်လို့ဘောလုံးလောကမှာလည်းမမျှော်လင့်တဲ့အလှပြောင်းနေအမြဲရှိနေတယ်ဆိုတာကိုတတိပြလိုက်တာပါပဲ။ဒီမှာကျွန်တော်တို့ကတည်းကအမှားတကျပြတ်ပြီး A little bull score